မင်္ဂလာပါအော်တိုဘာလ2025ဖြစ်ပါတယ်ဒီနေ့ဒီမှာကျွန်တော်တင်ပြကျင်တာလေးကတော့ကျွန်တော်ပါတီဒီကိုယ်စလဲတွေအနေနဲ့မဲဆွမှာမဟုတ်ပါဘူးပြည်သူနိုင်ငံသားတယောက်အနေနဲ့ပြည်သူအနာဂတ်လမ်းလေးတွေမြင်နိုင်မှုမဲဆွမှာဖြစ်ပါတယ်ဒီမှာဗာပြောကျင်လဲဆိုပနမအနေနဲ့အီမီအီအနေနဲ့နိုင်ငံသားတွေပေါ်၌စစ်မှန်သောမြေတားတရားရှိသောပုံကုန်များသာလျှင်ဤနိုင်ငံ၏အုပ်ချုပ်ရေးဥပဒေပြည်တရားစီရင်အာဏာကိုရရှိပါသည်အီမီအီအနေနဲ့နိုင်ငံသားတို့ပေါ်၌ စစ်မှန်သောမေတ္တာတရားမရှိသောမိတိပုဂ္ဂိုလ်ဖွဲ့စည်းမှဤနိုင်ငံ၏ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်အာဏာသုံးရပ်ကိုမရရှိပါစေနှင့်ကျွန်တော်တို့ဟာငါနှစ်တာကာလတတ်မလို့ဆိုရတာဝန်ယူမယူခင်နေရကိုပစ်နဲ့ပြီးတော့တတ်မလို့ဆိုရအာဏာယူတော့ကိုပစ်ကြီးနဲ့ပြီးနိုင်ငံ၏ပြဿနာတွေနဲ့ကျွန်တော်တို့ဟာမသေးယုံအသက်ထမင်းစားခဲ့ပြီးတော့ကိုကိုကိုဘလူလာတတ်မလဲဟုတ်လားဘလူအချင်းချင်းကြောက်ချမလဲဘာတွေဖြစ်လာမလဲဘလူပရိပခါတွေနဲ့တေးရမလဲဆိုကျွန်တော်အခက်ခဲလောကဒဏ်ချမ်းကြီးကို၅နှစ်တာမြတ် ကျွန်တော်တို့ဖြတ်တန်းခဲ့ပြီးအမြင်မှအထင်မှတွေနေအဲ့တော့ကျွန်တော်တို့ဒီချိန်မှာပြည်သူလူထုအနေနဲ့ဘာလို့လဲအတိမန်အမြင်မှန်လေးတွေလိုပြီးအတိမန်အမြင်မှန်လေးတွေနဲ့ကျွန်တော်အနာဂတ်ကိုလှမ်းကြည့်တယ်တက်မလို့ဆိုရကအခက်ခဲများစွာနေသူတက်နိုင်တယ်လို့နော်သူတက်နိုင်တယ်လို့တက်နိုင်တယ်လို့ဒီကိုသူလှုပ်လာခဲ့တာပဲခင်ဗျားတို့ကျွန်တော်တို့လိုချင်တယ်လို့အပြည့်ဝတော့မဟုတ်ဘူးပေါ့ဗျာအဲ့ဒီအချိန်မှာဟိုမဟုတ်ကဟုတ်ကတွေတွေးပြီးတော့မဟုတ်ကဟုတ်ကတွေမျောလင်းမနေပါနဲ့ဖြစ်မလာပါဘူးနိုင်ငံတကာဆိုတာလဲအဲမင်းတို့က တရားဝင်ရွေးချယ်ထားတဲ့အစိုးရမဟုတ်ဘူးဒါကြောင့်မင်းတို့တရားဝင်ရွေးချယ်ထားတဲ့အစိုးရဖြစ်အောင်ကြိုးစားပါလို့ပြောရုံပြင်ဘာမှလုပ်လို့မရပါဘူးအဲ့တော့တရားဝင်ရွေးချယ်တဲ့အစိုးရဖြစ်အောင်လုပ်ဖို့သူတို့ကလည်းတိုက်တွန်းမယ်နိုင်ငံတကာဝင်းဝိုင်းရတယ်ဒီကလည်းလုပ်မယ်ဒါပါပဲအဲ့တော့နိုင်ငံတကာကဒီပြဿနာတွေကိုအကြောင်းတစ်ခုရှာလိုက်တယ်အဲ့ဒီအကြောင်းပေါ်မှာအကျိုးကိုပြတယ်အဲ့ဒီမှာပုံကြီးရလို့တို့ဒီမှာတတ်ဖြတ်တာတို့ဒီမှာမပါလို့တာတို့အဲ့ဒါတွေကိုကျွန်တော်တို့ကမီဒီယာတွေကနေပြီးတော့အလွတ်မဲ့အော်နေပဲပေးမယ်တီးဆဲနိုင်ငံတော်အစိုးရကျွန်တော်တို့က ဒီလိုလုပ်တယ်ဒီလိုလုပ်တဲ့အခါမှာသူတို့တွေကဒီလိုရာဇဝမှုတွေကျူးလွန်လာတဲ့အခါကျကျွန်တော်တို့ကဒီဥပဒေနဲ့လုပ်တာပါကျွန်တော်တို့လွတ်မဲ့လုပ်တာမဟုတ်ပါဘူးသူဥပဒေတွေကိုထုတ်ထုတ်ပြတယ်လက်ရှိခင်ဗျားတို့တတိထားလက်ရှိဒီတဲ့အစိုးရကဥပဒေအနေနဲ့လုပ်နေတာသူအလွတ်မဲ့မလုပ်ချင်တဲ့အခါကျဥပဒေပြတန်းတယ်ပြတန်းတဲ့ဥပဒေတိုင်းလုပ်တယ်အဲ့တော့နိုင်ငံတကာနဲ့ရှင်းတဲ့အခါကျတော့သူဥပဒေတိုင်းပဲကျွန်တော်ဒီဥပဒေတိုင်းလုပ်တယ်ကျွန်တော်တို့ဒီဥပဒေတိုင်းလုပ်တယ်ဆိုနိုင်ငံတကာလည်းပြောလို့မရဘူးအဲ့တော့တခုမှတ်တာပါငါညီတို့ညီမတို့ဦးလေးတွေလည်း အလုံးစုံပြတ်သွင်းနေထိတ်တက်ရင်ဆိုင်ရေးဆိုတာအခုမှစခဲ့တာမဟုတ်ပါဘူးเนาะဟိုမှာ override တို့ဘာလို့လာပြီးတော့အင်းရကံပေါင်းလမ်းလျှောက်ပြီးတည်းရ နော်အလုံးစုံပြတ်သုံးရင်းနဲ့ထိတဲ့ရင်ဆိုင်မူဝါဒတွေအကောင့်ထဲပို့ခဲ့တာအဲ့တော့ထားခဲ့ပါအတိတ်တွေကိုကျွန်တော်ထားခဲ့ပါအနာဂတ်ကိုပြောပါမယ်အနာဂတ်ကမှကျွန်တော်တို့ရောင်ချီတန်းလာပါပြီနိုင်ငံတော်အစိုးရသည်လျှက်စစ်ကဏ္ဍနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုစံတူတက်နိုင်တယ်မြနိုင်ငံရေးနိုင်ငံတကာရေးတွေလည်းတိဆောက်ပြီးပါပြီအခုနိုင်ငံရေးသမားတွေဆိုလည်းဦးသိန်းစိန်အစိုးရလက်ထက်ကလူတော်တွေရွေးထားတယ်လက်ရှိအစိုးရလက်ထက်မှာလည်းပါတီပေါင်း58ပါတီရဲ့တော်တဲ့ကောင်းတဲ့လူတွေကိုလက်တွဲသွားမယ်တူတက်မတော်ဘက်ကလည်းနိုင်ငံရေးအရေးသူပြီးွားတဲ့လူတွေရည်ချင်းရှိတဲ့လူတွေနဲ့ပို့ထားတယ်အဲ့တော့ ျွန်တော်လာမယ့်အနာဂတ်မှာကောင်းတော့မှာပါဗျာကျွန်တော်ထင်တာလေကောင်းတော့မှာပါဒါကြောင့်ကျွန်တော်တို့ပြည်သူတွေအနေနဲ့အယူအဆတွေမတန်မဲနဲ့နိုင်ငံတော်လမ်းမှန်ပေါ်ရောက်အောင်အားပေးကြပါလို့တိုက်တွန်းမိ